ကမ္ဘာမြေပေါ်ကသက်ရှိချေရှာငရေတကာတဲခန္ဓာရအလဲမှာနှစ်ပေါင်း90ကျော်မနာတက်လောင်ကျွမ်းနေတဲ့ကြီးမားတဲ့မီးရင်းကြီးတစ်ခုကိုစိတ်ကူးကြည့်လိုက်ပါဒီအရာဟာမီးတောင်တစ်ခုမဟုတ်တလို့ရုပ်ရှင်ဇဝေခန်တစ်ခုလည်းမဟုတ်ပဲတက်မင်းနစ္စတန်နိုင်ငံကငရေတကားဝလို့နမည်ကြီးရဲ့ဒါဘာစာတန်းငွေတွင်ကြီးတစ်ခုပဲဖြစ်ပါတယ်1980ခုနှစ်က ဆိုဗီယက်ဘူမိဗေဒပညာရှင်တွေဟာသဘာဝတက်ငွေတူးရေမြေကြီးပြိုကျပြီးကြီးမားတဲ့တွင်းထန်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အစိမ့်အတောက်ဖြစ်စေတဲ့မိသိတက်ငွေတွေလေဒုတဲကိုစိတ်ထွက်လာခဲ့ရာကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းမှုအတွက်ပညာရှင်တွေဟာရက်အနှဲငယ်လောက်ပဲလောင်ကျွမ်းမယ်လို့ထင်ခဲ့ပြီးသူနေရာကိုမိရှုခဲ့တာပါ။ဒါပေမဲ့များပြားလို့တဲ့တက်ငွေပမာဏကြောင့် ဆယ်စုနှစ်၅ခုကျော်ကြာတဲ့အထိအကျယ်မီတာ80ရှိတဲ့ဒီတွင်းကြီးဟာပြင်းထန်တဲ့မီးတောက်တွေနဲ့အတူလောင်ကျွမ်းနေတယ်လို့လည်းသိရပါတယ်။ပြည်သက်ကြီးရောဒီလောင်ကျွမ်းနေတဲ့မီးတောက်တွေဟာဘယ်အချိန်မှနေမယ်ထင်ကြလဲဆိုတာတောမန်လေးမှပြောပြခဲ့ကြပါအောင်နော်။